စစ်ကောင်စီနဲ့ကိုကန့်တက်ဖွဲ့ MNDA ကြားအပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်ဖို့တရုတ်နိုင်ငံဟာမကြသေးမီကအဖွဲ့တဖွဲ့ဆင်လုခဲ့တယ်လို့တရုတ်နိုင်ငံခြားဝန်ကြီးဌာနကပြောပါရယ်ပြီးကြတဲ့ရက်တွေတွင်စစ်ကောင်စီတာဝန်ရှိသူတွေဗားရှုမြို့ကိုပြန်ဝင်လာခဲ့ပြီးစစ်ကားတွေကိုလာရှုမြို့ထဲမှာမြင်တွေ့ရတယ်လို့မြန်မာမီဒီယာတွေကဖော်ပြပါရယ်မြန်မာနိုင်ငံမြောက်ပိုင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကာကွယ်စောင့်ရှောက်ရာမှာအပြုသဘောဆောင်တဲ့အခန်းကဏ္ဍမှာပါဝင်တဲ့အတွက် စစ်ကောင်စီနဲ့ MNDA ကတရုတ်နိုင်ငံကိုအတိအမှတ်ပြုပါတယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကောင်ကြခန့်ကပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ကုမင်းငင်းချင်ရေးဆွေးနွေးမှုတွေရှေ့ဆက်လှုပ်ဆောင်မှုတရုတ်နိုင်ငံကဆက်ပြီးတွန်းအားပေးသွားမယ်လို့သူကဆိုပါတယ်။စစ်ကောင်စီနဲ့ MNDA ကြားအပြစ်ခတ်ရစဲရေးဟာမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီတွေပို့မှုပေးအပ်ခွင့်ပြုဖို့အာဆီယံဖွဲ့ကတွန်းအားပေးနေတဲ့သဘောတူညီချက်နဲ့ တီးခြားစီဖြစ်ပါတယ်ယူကရိန်းနိုင်ငံကကမ်းနန်းနဲ့အမေရိကန်နိုင်ငံရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုရုရှားသမ္မတရုံပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်ရှ်ကော့ကအပြုသဘောဆောင်စွာတုံ့ပြန်ခဲ့တယ်လို့သိရပါဗျ။အမေရိကန်နိုင်ငံရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုစိတ်ကျေနပ်ပြီးယူကရိန်းဟာ NATO အဖွဲ့ဝင်မဖြစ်သင့်ဘူးဆိုတဲ့ရုရှားရဲ့ယက်တီချက်နဲ့ကိုက်ညီတယ်လို့သတင်းတောက်2ရဲ့မေးမြန်းချက်ကို၎င်းကဖြေကြားခဲ့ပါဗျ။ သမရဒွန်နဲ့ထရန့်ရဲ့အမေရိကန်အစိုးရကရုရှားရဲ့ခရိုင်းမီးယားကျူးကျော်သိမ်းပိုက်မှုကိုအတိအမှတ်ပြုဖို့အဆိုပြုခဲ့တယ်လို့ The Wall Street Journal ကတင်းငွေတွေနေ့မှာဖော်ပြခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းဟာပြည်ပခအဆုံးသတ်မဲ့သဘောတူညီချက်ကိုအခုသတင်းပတ်တွင်ပြုလုပ်ဖို့မျှော်လင့်တယ်လို့ Dmitry Peskov ကပြောပါတယ်။တမရဗလာဒီမာပူတင်နဲ့ရုရှားနိုင်ငံဟာငြိမ်းချမ်းသောအဖြစ်ရှာဖို့ကြိုးပမ်းနေဆဲဖြစ်ပြီး မေရိကန်နိုင်ငံနဲ့ဆက်လက်ပြီးလက်တွဲဆောင်ရွက်မယ်လို့သူကဆိုပါတယ်။ Easter ပွဲတော်အပြစ်ခတ်ရစေးကာလအတွင်းယူကရိန်းနိုင်ငံရဲ့တိုက်ခိုက်မှုတွေခြေဖုံးရအဖြစ်ညှော်နေသွားခဲ့တယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံကအဲ့ဒီအချက်ကိုကြိုးဆိုပြီးအနာဂတ်မျှော်ကိုပြီးလှုံ့ဆော်မှုအစင်းသိမ်းရှိတယ်လို့၎င်းကဆက်ပြောပါတယ်။ ယင်းကလင်းဘေးသင့်မြန်မာနိုင်ငံမှာနျူကလ িয়ার စက်ရုံတစ်ခုတည်ဆောက်မဲ့အစီအစဉ်ကိုဆက်လုပ်မယ်လို့စီမံကိန်းကိုဦးဆောင်တဲ့ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်းရက်ဆန်ပြုံကပြောပါတယ်။မြန်မာစစ်ကောင်စီအကြီးအကဲမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာအသေးစားနျူကလ িয়ার စက်ရုံတည်ရုံတည်ဆောက်မဲ့သဘောတူညီချက်ကို ပြီးခဲ့တဲ့လကလက်မှတ်ရေးထိုးခဲ့ပါတယ်။မကြသေးမီကလွတ်ခတ်ခဲ့တဲ့မြင်းကလေးဟာမြန်မာနိုင်ငံမှာနျူကလ িয়ার စက်ရုံတည်ဆောက်မဲ့ ်ရက်ဆက်ပြုံမြင့်အစီအစဉ်ကိုမထိခိုက်စေခဲ့ပါဘူးလို့အစိုးရကုမ္ပဏီကပြောပါရယ်ငင်းကလင်းတန်းခတ်နိုင်ရင်လိုအပ်ချက်တွေပါဝင်အမြင့်မားဆုံးသောနိုင်ငံတကာဘေးကင်းလုံခြုံရေးစက်နှုံးတွေကိုလိုက်နာပါရယ်လို့အဲ့ဒီကုမ္ပဏီကအစိုးရရယ်ငင်းကလင်းဘေးဒဏ်ကြီးမားစွာခံခဲ့ရတဲ့နေပြည်တော်မှာနျူကလ িয়ার စေယုံတစ်ခုတည်ဆောက်နိုင်တယ်လို့မြန်မာနိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ထိုင်းရနာပိုင်းတွေကပြောပါရယ်နျူကလ িয়ার စေယုံတည်ဆောက်နိုင်တဲ့အခြားနေရာနှစ်ခုမှာ ပဲခူးတိုင်းဒေသကြီးနဲ့စစ်ကောင်စီနဲ့ရုရှားတို့ကစိတ်ကန်းတစ်ခုရင်းနှံချက်စက်ယုံတစ်ခုတိဆောက်မဲ့မြန်မာနိုင်ငံတောင်ပိုင်းကတဝဲအထူးစီးပွားရေးဆောင်တို့ပါဝင်တယ်လို့ထိုင်းနိုင်ငံရဲ့အကဲဖြတ်ချက်အရသိရပါတယ်။ဘလို့နောက်ဆက်တွဲစူးကျို့နဲ့ဤပညာကိုကြုံမသိနိုင်ဘူးလို့ဗန်ကောက်မြို့ရှိချူလာလန်ကွန်တက်ကတူနျူကလ িয়ার အင်ဂျင်နီယာဌာနကကတိကဝမ်ဆာဝမ်ကပြောပါတယ်။နျူကလ িয়ার ဆိုရင်ကအလွန်အကုန်ကြက်များတာကြောင့် မြန်မာနိုင်ငံကလွယ်လွယ်မတက်နိုင်ပါဘူးလို့သူကဆိုပါတယ်